โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့သင်ခန်းစာလေးမှာတော့အဲเนาะ exercise တွေဟုတ်ပါဘူးခင်ဗျာဒီနေ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုတာ exercise ရန်ဒီအဲကျွန်တော်ဒီနေ့ရှင်းပြတော့မှာဖြစ်ပါတယ်ခင်ဗျာ โอเคไอ้တော့เนาะကျွန်တော်ဒီနေ့ဒီ exercise နဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်အကြံဉာဏ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာเนาะဒီလေးပေါင်းချိန်တဲ့ဟောเนาะဒီလေးပေါင်းတွေကိုเนาะကျွန်တော်တို့ထည့်သွင်းတဲ့အဲကွန်ပရက်ဆာပေါ့နော်အဲကွန်ပရက်ဆာရရှိမယ်ဆိုတော့ဒီအဲကွန်ပရက်ဆာကိုနော်ကျွန်တော်တို့ကနော် ပြည့်ဆိုင်အကန့်တတခုနဲ့မောင်းမယ်မောင်းပြီးသွားရင်နော်ကျွန်တော်လိုချင်တဲ့တတ်မှတ်ထားတဲ့ပြည့်ဆိုင်ရောက်တယ်ဆိုတာနဲ့ဒီ air compressor ကိုကျွန်တော်တို့ကရက်ပြမယ်တကယ်လို့ပေါ့နော်ဒီကျွန်တော်မောင်းသွင်းလာတဲ့ air ကိုကျွန်တော်တို့က sense လောက်ထားတဲ့အခါမှာသူကပေါ့နော်အဲဒီ set point က set point psi က40ဖြစ်ခဲ့မယ်ဆိုရင်เนาะဒီ compressor မောင်းခြင်းကိုရက်ပဲတကယ်လို့ပေါ့เนาะကျွန်တော်တို့ကเนาะဒီ span ပေါ့နော်သူကဒီ40ရဲ့အောက်နော်ကျွန်တော်ဒီ20အောက်ကိုကျွန်တော်ရောက်ခဲ့မယ်ဆိုလို့ရှိရင်နော်အကွန်ပရက်ဆာကိုပြန်လှည့်စေမယ်ဟုတ်ပြီနော်ဆိုတော့အဲဒီလိုပုံစံမျိုးလေးကိုကျွန်တော်ကဒီနေ့သင်ခန်းစာမှာနော်အဲရှင်းလင်းပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဟုတ်ပြီအရင်ဆုံးကျွန်တော်တို့ပေါ့နော်ဒီ exercise 1နဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ဒီကွန်ပရက်ဆာတစ်လုံးတည်းကိုနော် ထိချုပ်မှာဖြစ်တယ်။ဆိုတော့ဒီ exercise မှာတော့ကျွန်တော်တို့က not the pressure switch P1 တခုလည်းကိုသုံးပြီးတော့ not the compressor motor not output 20ကို not ထိချုပ်မှာဖြစ်တယ်။ဆိုတော့ compressor ကကျွန်တော်တို့ဒီလေတိုလောင်တဲ့ tank တွေကို not သူ့ရဲ့ not the compressing လုပ်ပြီးတော့ဒီဖြစ်မယ်အဲ့တော့သူ့ရဲ့ PR level ဖြစ်လာတဲ့အခါမှာ compressor ကိုရက်မယ်အဲ့တော့ compressor က PR ကျလာတဲ့အခါမှာဆိုလို့ရှိရင်เนาะပြန်ပြီးတော့အလုပ်လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကရေးသားမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီ program မှာသုံးပဲเนาะ input တွေ output တွေကတော့ကျွန်တော်ဒီမှာပြသထားတဲ့အတိုင်းပဲဆိုတော့ဒါလေးကိုကျွန်တော်เนาะပထမဦးဆုံးအဲဒီ logic program မှာကျွန်တော်စပြီးတော့ကျွန်တော်တို့အဲရေးလိုက်မယ်ပေါ့နော်အဲ့ကျွန်တော်ဘာတွေပါမလဲဆိုတော့ stress switch တွေပါမယ် stock switch ပါမယ်နောက်တစ်ခါ pressure switch ပါမယ်နောက်တစ်ခါ compressor motor ပါမယ်နောက်တစ်ခုကကျွန်တော် run lamp ပေါ့နော် run lamp ပါမယ်နောက်တစ်ခါ compressor lamp အဲ့တော့ compressor လဲတဲ့အခါမှာ link နဲ့ lamp ပေါ့နော်အဲ့ဒါတွေပါပါမယ် ဆိုတော့ပထမအဆုံးကျွန်တော်တို့က distest dot နော်အဲဒီစနစ်ကိုစတင်ဖို့အတွက်ကိုဒီ run lan ပေါ့နော်ဒါလေးကိုကျွန်တော်စပြီးတော့အဲဒီ program မှာကျွန်တော်စပြီးတော့ရေးသားရေးသားတော့မှာဖြစ်ပါတယ်ခင်ဗျာ ကဲအဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော် stock space သွားစတဲ့က NC ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာတော့ normally open နဲ့ပဲကျွန်တော်တို့ရေးဖို့လိုပါတယ်နော်နောက်တစ်ခုကတော့ဂျာတာကျွန်တော်က run line ပေါ့နော်အဲ့တော့ပြီးသွားရင်ကျွန်တော်တို့နော်ဒီ run line ကိုပြန်ပြီးတော့ကျွန်တော်တို့ကဒီမှာနော်ဒီမှာ latch ပြန်လုပ်မယ်ပေါ့နော် okay အဲ့တော့ပြီးတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့เนาะကျွန်တော်တို့ကဒီမှာမော်တာလဲတဲ့အခါဟာပြီနော်မော်တာကိုကျွန်တော်တို့လဲတဲ့အောက်ဘုတ်တော့မထုတ်သေးဘူးဒါပေမဲ့ကျွန်တော်မော်တာလဲတော့အခါเนาะမော်တာဆိုတာကဒီเนาะဒီဒီဒီကွန်ပရက်ဆာမော်တာပေါ့เนาะမော်တာဝမ်းလဲတဲ့အခါမှာเนาะကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမော်တာဝမ်းရဲ့ light ကိုကျွန်တော်အရင်ထုံးလိုက်ဟုတ်ပြီနော်ဆိုတော့ဒီမှာမော်တာဝမ်းရဲ့เนาะ light C1 ပေါ့เนาะဒါလေးကျွန်တော်ထည့်လိုက်မယ်โอเคဟုတ်ပြီနော် ဒါပြီးသွားရင်ကျွန်တော်တို့ဒီအပေါ်မှာဒီမှာ run light link ခဲ့ရင်ဟုတ်ပြီနော်ဒီမှာအပေါ်မှာ run light ဆိုတာလေး link ခဲ့ရင်နော်အဲကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ motor ကိုနော်ကျွန်တော်တို့လဲပေးလိုက်ဟုတ်ပြီနော်ဒါဆိုကျွန်တော် motor လဲတဲ့ output ကိုကျွန်တော်ဒီမှာထုတ်လိုက်မယ်အဲ့တော့နော်ဒီနေရာမှာကျွန်တော်တို့ဘာပဲကြံတော့လဲဆိုတော့ဒီ PSI ပေါ့နော်ကျွန်တော်သတ်မှတ်ထားတဲ့ PSI ပြည့်ရင်ဒီ motor ကိုရက်တယ်နော် အဲ close တခုပဲကျွန်တော်ဆိုတော့ကျွန်တော်ဒီမှာ close ခလုတ်ခံမယ်ခံပြီးသွားရင်ကျွန်တော်တို့ဒီမှာ PSI ရဲ့ input ပေါ့နော်ဒါ pressure switch ရဲ့ input ကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ဒါ pressure switch 1ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့ exercise 1ကတော့ဒီ program ကတော့ဒီမှာပဲပြီးသွားပါပြီဒါဆိုရင်ဒါလေးကိုချက်လောက်ကျွန်တော်တို့နော် run လုပ်ကြည့်အောင်โอเคအဲ့တော့ကျွန်တော်တို့အရင်ဆုံးပေါ့เนาะ stack ခလုတ်ကိုကျွန်တော်နှိပ်ပါမယ် โอเคအစတက်လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ run ပြီးလုံးလင်းမယ်နော် compressor 1လည်းနေကြောင်းလင်းမယ်အဲ့တော့ PSI ကကျွန်တော်တို့နော်ဒီမှာသူစပြီးတော့တက်နေပြီပေါ့နော်ဆိုတော့ PSI ကဆိုသူတဖြည်းဖြည်းနဲ့သူကတက်လာမှာဖြစ်တယ်။ဆိုတော့သူတက်လာတဲ့ PSI ကဘယ်လောက်ထိဘယ်လောက်ရောက်သွားရင်သူရက်သွားမှာလဲဆိုတော့ကျွန်တော်တို့ဒီ40ဆိုတာသူရောက်သွားရင်ရက်သွားမှာဖြစ်ပါတယ်။เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ P1 ရဲ့ pressure switch ရဲ့ setting ကိုကျွန်တော်ဒီမှာပြောပြထားတယ် နော်မကတ်တော့ pressure သည်ဒါ40ရောက်ရင်ရက်မယ် span အနည်းဆုံး pressure သည်20ရောက်ရင်ရက်မယ်ပေါ့နော်ဆိုတော့ဒီကျွန်တော် cutting pressure ကိုကြည့်မယ်ဆိုရင်40 minus 20နော်အဲ result က20 psi ဖြစ်ပါတယ်အဲ့တော့သူကနော်ဒီ20ထက်နှိပ်လာမယ်ဆိုလို့ရှိရင်နော် compressor ကိုအဲပြန်ပြီးတော့အဲဖွင့်တော့မယ်ပေါ့နော် โอเคဒါဆိုရင်တော့သူ40အထိတော့သူတောက်လျှောက်သူမောင်းသွားမှာဖြစ်ပါတယ်။โอเคဒါဆိုပရက်ရှာကတဖြည်းဖြည်းတော့သူကเนาะဒီ30ခွန်ရောက်လာပြီ။ဟုတ်ပြီเนาะအဲ့တော့သူကမဖြစ်သွားမှာလဲဆိုလို့ရှိရင်เนาะဒီပရက်ရှာတဖြည်းဖြည်းသူပြန်ပြီးတော့เนาะအဲသူကဒီမှာကတ်အောင်လှုပ်ချလိုက်တာပေါ့เนาะပြည့်သွားတဲ့ pressure တစ်ခုကိုသူကကတ်အောင်လှုပ်ချလိုက်တယ်ကတ်အောင်လှုပ်ချပြီးတော့เนาะကျွန်တော်က40ကျော်ကတ်အောင်ပြန်လှုပ်တယ် ဆိုတော့ तू ကဒီမှာ20ရဲ့အောက်ကိုပြန်ရောက်နေမောင်းပါဘီနော်ဒါကုနာတော့ကျွန်တော်တို့က40ကျော်ခဲ့တယ်ဟုတ်ပြီနော်အဲ့တော့20ရဲ့အောက်ကိုရောက်ရင် तू ဒီမှာเนาะဒီပြန်လဲမှာဖြစ်တယ်အဲ့တော့လဲတဲ့ကောင်က तू က40အထိပြန်ပြီးတော့တင်ပြီးတော့အဲ့ तू လဲပြီးတော့มาဖြစ်ပါတယ်ဒီတော့အဆိုရင်ဒီနေ့ရဲ့သင်ခန်းစာကတော့เนาะဒီ exercise 1ကတော့ဒီလောက်ပါပဲ เนาะကျွန်တော်တို့အဓိကတော့ဒီ PSI ပုံမှာမူတည်ပြီးတော့เนาะဒီ compressor ကိုเนาะရက်မှာလား compressor ကိုမောင်းမှာလားဆိုတာကိုကျွန်တော်တို့က pressure switch ကိုအခြေခံပြီးတော့အဲလောက်ပြခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ